United ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ United သင်းကတော့အခုလက်ရှိအချိန်မှာအပြောင်းအရွှေ့ဈေးကွက်မှာဒါခတ်သွက်သွက်နဲ့လက်ပေါ်နေပြီအမိုရင်စိတ်ကောက်ပြီးယာရုကနှုတ်ထွက်သွားမှဆိုးလို့ပဲလားဒါမှမဟုတ်ဒါဒါအိုမာဘရာဒါတို့တတိုက်ပေါ့နော်ဒါတို့ BOD တတိုက်ကတို့ဟိုးရင်နေကပလန်ချလာတဲ့အတိုင်းပဲဒါခတ်သွက်သွက်နဲ့ခက်မြန်မြန်လှုပ်ရှားနေတာလားဆိုတော့တော့ကျွန်တော်ကာယကံရှင်တွေကိုယ်တိုင်ပဲသိနိုင်မှာပဲဘလို့ပဲဖြစ်ဖြစ်ကစားသမားတစ်တွေရောက်လာရင်အရင်ဦးဆုံးရင်ခုန်ရတာတော့ကျွန်တော် United fan တွေပဲပေါ့နော် အဲကစားသမားတစ်တည်းရောက်လာအတွက်ရင်ခုံရသလိုထွက်ခွာသွားမဲ့ကစားသမားတွေအတွက်လည်းကျွန်တော်တို့အဲနှမျောတားတားရတယ်ဝမ်းနေရတယ်ပေါ့နော်စသဖြင့်ပေါ့ဆိုတော့အခုလေယာဒီကုံသွားအောင်တိတ်မကြသေးဘူးကျွန်တော်တို့ United အသင်းရဲ့အပြောင်းအရွှေ့ဈေးကွက်တွေကတော့ဒီ market ထဲမှာပလူပြန်နေရပဲကျွန်တော်တို့လည်းရင်ခုံနေရတယ်ကဲအဲ့တော့ကျွန်တော်နဲ့တူတူရင်ခုံအောင်ကျွန်တော် United တင်းတော်လေးကိုစားလိုက်ရအောင် ကယ်တင်ရှင်ဖြစ်လာနိုင်တယ်ကိုညာဆိုတော့ယာဒီအစ်အတွက် United သင်းကိုပထမဦးဆုံးရောက်လာမယ့်ကစားသမားကတော့ Wolf of Thing ရဲ့ကစားသမားကိုညာပဲဖြစ်ပါတယ်ဒီသတင်းကိုလည်းကျွန်တော် United fan တွေတီးပြီးသားဖြစ်မှာပါဆိုတော့ခွင်းလေတိုက်စစ်ဆောင်းနိုင်တယ်ဗျာတိုက်စစ်မှာဘယ်ချမ်းညာချမ်းကြိုက်တဲ့နေရာဆန်းကြိုက်ကြိုက်သလိုဆန်းဗျာအကုန်လုံးဆောင်းနိုင်တယ်နောက်ချန်တိုက်စစ်မှုဖြစ်လဲဆောင်းနိုင်တယ်ဆိုတော့သူကစားနိုင်တဲ့နေရာတွေကတော့ဒါတိုက်စစ် တချမ်းလုံးကြီးကယူသူကစော့နိုင်တယ်ဗျသဘောတကူကဘူးအသင်းလို့ဗျာတန်းစင်းစုံတိုက်ပွဲမှာဒါရုံးကန်နေရတဲ့အဲပရီးမီးယားလိအသင်းတသင်းမှာဗျာဒီဘရာဂီးယားသမားတယောက်ကတရားသည့်အတွင်းမှာဂိုးအများဆုံးသွင်းတဲ့ကစားသမားဖြစ်လာတယ်ဆိုရဲရဒီကစားသမားကတော့ခေသူတော့မဟုတ်ဘူးဒီကွန်ညာကိုကျွန်တော်ဒီနှစ်မှာကျွန်တော်သတိထားမိရမှာမဟုတ်ဘူးနော်ပြီးခဲ့တဲ့ဒါတနှစ်နှစ်နှစ်လောက်တည်းကကျွန်တော်တို့သတိထားမိတယ်ဒါပေမဲ့အဲ့တုန်းကတော့သူ့ပရိုဖိုင်ကတော့မဟိုက်သေးဘူးပေါ့နော်အကုန်လုံးကစောင့်ကြည့်နေတဲ့အနေထားတော့ရှိတယ်ဒါပေမဲ့ တဖြည်းဖြည်းနဲ့ပို့ပြီး profile တော့ high ဖြစ်လာပါဘောဆိုတော့အော်မိုရင်ကျွန်တော်ကစားကွက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအော်မိုရင်လက်ရှိကစားနေရ343 3421ဘောနော်စသဖြင့်ဒီကစားကွက်နှစ်ခုလုံးနဲ့လေဒါကွန်ညာကိုက်ညီနေတာဟိုဒါကျွန်တော်တွေ့ရတယ် Premier League မှာဗျာတက်သေးပြပြီးသားကစားသမားအော် Premier League နဲ့ Anwen Gwin Cha မဖြစ်မှာဆိုလို့ဆိုပြီးတော့ကျွန်တော်စိတ်ပူနေစရာမလိုဘူးအသက်26နှစ်အရွယ်ကစားသမားတစ်ယောက်ဗျာသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုရရတော့မယ်ကစားသမားတစ်ယောက်ပြောမှာဆို ဆိုတော့အဲ့လိုကစားသမားတယောက်အတွက်ကျွန်တော်တို့ကပေါင်62.5တန်းပေးချေလိုက်ရတာတော့ကျွန်တော်တို့ဈေးမများပေမဲ့အဲဈေးနေရလို့လေဒါကျွန်တော်တို့ပြောလို့မရဘူးဗျဘာလို့ဆိုတော့ဗျဒီကဒီအပြောင်းရွှေ transfer market ကြီးမှာဒါဘရိုသိရတဲ့အချိန်မှာဘာမှမဟုတ်ကစားသမားလေးတွေတောင်ဗျအဲပေါင်တန်း40 50တောင်းနေကြတာဗျအတင်းနေတာသိရတဲ့အချိန်မှာဆိုတော့ဒီလိုကွန်ညာဟို62.5တန်းပေးရတော့ဒါကျွန်တော်တို့က တန်တယ်လို့ပဲဒါကျွန်တော်ကသတ်မှတ်ရမယ်နော်ဒါအကုန်လုံးကျွန်တော် United fan တွေသိရပြပြီးခဲ့တဲ့ရာသီတော့ United တိုက်စစ်ရဒါသွင်းကိုးတွေခန်းချောက်ပြီးတော့ဗျာ goal fan နေမှုအတွက်ဆိုလို့ရှိရင်လဲ Bruno Fernandes တယောက်ကိုပဲဒါကျွန်တော်တို့အားကိုးခဲ့ရတယ်ဆိုတော့ကွန်ညာရောက်လာတဲ့အတွက်ကတော့တေးကြတာတခုကတော့ Bruno Fernandes အနေနဲ့ကစားပေါက်ပိုချောင်သွားလိမ့်မယ်အသက်ရှူနေနေချောင်သွားလိမ့်မယ်ပေါ့ဗျာသဘောတကူကဒါပေမဲ့ဒီနေရာမှာကျွန်တော်ထောက်ပြချင်တာတခုပဲရှိတယ်အဲ့ဒါပါလဲဆိုတော့ အကွန်ညာကသူကတိုက်စစ်မှုစစ်စစ်တယောက်တော့မဟုတ်ဘူး United မှာဗျာတိုက်စစ်မှုစစ်စစ်ဆိုလို့လက်ရှိအချိန်မှာဒီ White Land နဲ့ဒီအသက်18နှစ်ကစားသမားလေးဒါ OB လို့ပဲရှိတယ်ဆိုတော့ Zack Zero တော့ဒါ number 9 row နဲ့တွဲမြင်လို့မရတာဒါကျွန်တော်လူတိုင်းသိရယ်ဗျာကွန်ညာကိုကျွန်တော်ဘယ်နေရာမှာကစားခိုင်းမှာလဲပေါ့နော်လက်ရှိအချိန်မှာတိုက်စစ်မှုနောက်က number 10 row မှာကစားနေတဲ့ဒီ Ghana Cho ro Ahmed Dia လို့လို့ Mason Mount လို့ပေါ့နော်စားတဲ့ကစားသမားတွေကတယောက်ယောက်ကတော့လမ်းအောက်အောင်မဲ့ပုံစံတော့ဖြစ်နေတယ် မေးစမ်းမအောင်ဗျာကျွန်တော်တို့သူသာကြန့်ခိုင်မှုပြေဝမယ်ဆိုလို့ရှိရင်သူကကွင်းလယ်ဗဟိုမှာဒါပုံမပြတ်ကစားနိုင်နေဆိုပေမဲ့လည်းဒီဂါနာချုံနဲ့အာမတ်ဒီယာတို့လိုကစားသမားတွေကဒီတောင်မန်အစွန်လူနေရာမှာပြောင်းကစားခိုင်းရင်တော့သူတို့တွေပြီးခဲ့တဲ့ရာသီဒေကားလောက်ခြေစွမ်းပြနိုင်ပါမလားဆိုတော့တော့ကျွန်တော်တွေနည်းနည်းလေးစိုးရင်ရာရှိတယ်ဗျဆိုတော့နောက်တစ်ချက်ကကွန်ညာရတယ်ဗျဘူးအသင်ကပြောင်းလာမယ်ကစားသမားမျိုး wolf wolf လို့အသင်မျိုးမှာတော့ဗျာသူစိတ်ကြိုက်ဗျာမီးကုံရမ်းကုံများသူသိရမှာ အခြေစမ်းပြနိုင်မယ်ဖိအားမရှိပဲသူဒါမှစိတ်ကြိုက်ကျုံးလို့ရတယ်ဗျာဒါမဲ့အခုသူပြောင်းလာတာ Wolf အသင်းမဟုတ်တော့ United အသင်းကိုပြောင်းလာတာဖိအားချင်းမတူဘူး Wolf အသင်းပြိသက်တီထက် United ပြိသက်တီရဲ့တောင်းဆိုမှုကပိုများတယ်ဆိုတော့ဒီဒန်နေရောသူခံနိုင်ပါမလားဗောနော်ဒီဟာလေးကျွန်တော်နည်းနည်းလေးစိုးရင်ညာရှိမယ်နောက်တစ်ခုကျွန်တော်စိုးရင်ညာတက်ရှိတာပါလဲဆိုတော့ကျွန်တော်ဒါတော့ဟိုးရင်ဗောနော်အဲတမိုင်းကြောင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့တောင်အမေရိကကစားသမားအများစုက United မှာ ခြေစွမ်းသိပ်ပြနိုင်လေမရှိခဲ့ဘူးဗျဆိုတော့တို့ခြေစွမ်းပြနိုင်လေတရာသည်ဒါမှမဟုတ်ထန်ကုန်200ရာသည်ပြအဲ့ဒါအလွန်ဆုံးပဲဆိုတော့အဲ့အစင်လာဇိုးကြီးရောကွန်ညာအရင်နဲ့ခြေဖြတ်ပြနိုင်ဖို့လိုအပ်တယ် United ကိုပဲပြောင်းကျင်ပါတယ်ဆိုတော့ကစားသမားတရာဟုတ်ကဲ့အဲ့ဒီကစားသမားနာမည်ကတော့ကျွန်တော်မပြောလဲ bro တွေအခုလက်ရှိဒီအပိုင်းအတွင်းမှာဗျာ social media မှာလုံးဝပလူပြန်နေတဲ့နာမည်ပဲသူကတော့ Bravo အသင်းရဲ့ဒါတိုက်စစ်ကစားသမားပေါ့နော် Brian Amway မျိုးပဲဖြစ်ပါတယ် ဆိုတော့ဒီရာသီမှာလည်းသူက Bradford အသင်းအတွက်သူက goal 20ဒါသွင်းယူခဲ့တယ်။ MVP အတွက်ကတော့ Bradford အသင်းမှာကစားခဲ့တဲ့ဘောလုံးရာသီ6ခုအတွင်းမှာ6ရာသီအတွင်းမှာပေါ့နော်ဒီရာသီကတော့သူ goal သွင်းအားအများဆုံး goal အများဆုံးသွင်းနိုင်ခဲ့တဲ့ရာသီပဲဗျာ။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကပါလဲဆိုတော့ Bradford ကနေထွက်ခွာဖို့ပြင်ဆင်လာတဲ့ဒီကစားသမားကိုစိတ်ဝင်စားရဲ့အသင်းတွေကလည်းအများကြီးရဲ့ Newcastle Arsenal Tottenham Hotspur ပေါ့ဗျာ။စာပြင်အဲ့အသင်းတွေကစိတ်ဝင်စားပြီမင်းလေကာယကံရှင်ကိုရိုင်းကိုက United မှာ United ဖြစ်နေ။အဲ့ဒါကြီးကတော့ကျွန်တော်တို့ United fan တွေရဲ့ဒါနှလုံးသားကြီးကြိုက်ပဲဗျာသိရမလား United ကိုတော့မရောက်သေးဘူးဒီကစားသမား United မှာ United ဆိုတော့ဒီလိုကစားသမားမျိုးတော့ကျွန်တော်ကကြိုက်တယ်။အဲဒီတော့ MW ပိုလူတဲ့အထဲမှာ United လည်းဒါပါဝင်လာခဲ့ပြီ။ဟုတ်ပြီဒါဆိုကျွန်တော်တို့အမွေမွေနဲ့ United အသင်းကရော match ဖြစ်ပါမလားကိုက်ညီမှုရှိရလားဆိုတော့ကျွန်တော်နည်းနည်းလေးစမ်းစစ်ကြည့်မယ်ဆိုတော့ထင်တာမြင်တာအရှိဆုံးအချက်ကတော့ဗျာ United မှာ physical game ကစားနိုင်တဲ့ကစားသမားမျိုးဆိုလို့ဘယ်နှယောက်ရှိလဲလို့လို့ bro ပြောဘယ်နှယောက်ရှိလဲတယောက်မှမရှိဘူး bro အခုချိန်မှာလက်ရှိချိန်မှာဆိုတော့ဗျာအဲ့တော့ bro ရေပြီးခဲ့ရသည်မှာဗျာကြီးခဲ့ရတိုင်းပဲတစ်ဖက်အသင်းရဲ့တိုက်စစ်ကဝုံတိုင်းကျဲလာပြီဆိုလို့ရှိရင်တွန်းတွန်းတိုက်ကစားပြီဆိုလို့ရှိရင်အပြိုလဲဝါတာကြီးပဲသဘောတူကအကဲ MV ပေါ်သားရောက်လာခဲ့မယ်ဆိုရင်တော့ United တိုက်စစ်မှာအာဂျူမန်တန်နဲ့မမထန်တန်ကစားနိုင်မဲ့ကစားသမားတူတော်ရှိလာမှာတေးကြတယ် အမြင်ဘောတွေမှာလည်းအားကိုးရနိုင်တယ်အဲ့ဒါလိုပဲ set piece တွေအတွက်လည်းအတုံးချလို့ရမယ်ကစားသမားတယောက်တော့တိုးလာနိုင်တယ်ဒါပေမဲ့အဲ့ဒီချက်ပဲရှိရအဲ့ဒီချက်ပဲရှိတာအဲ့ဒီချက်ကလွဲရင်တော့ကျွန်တော်တို့နည်းနည်းလေးစွန်စားကြမယ်လို့ထင်တယ်ပြောမယ်ဆိုရင်ဗျမနစ်ကတရာဒီထဲမှာခိုး20တွင်းနိုင်ခဲ့တာကလည်းဒါသူရှေ့ရာဒီရနဲ့ရှင်လို့ရှိရင်တော့သူ့ရဲ့တွင်းကိုအာတော့ထင်သလောက်တော့မကောင်းခဲ့ဘူးနောက်ပြီး MVP ဘောက နံပါတ်9ရိုးကစားတဲ့တိုက်စစ်မှုစစ်စစ်တယောက်မဟုတ်ဘူးသူ့အသုံးမှာဆိုလို့ရှိရင်များဒါ3 4 2 1ဆိုတဲ့ formation မှာဒီ2ဆိုတဲ့နေရာမှာပြောမယ်ဆိုလို့ရှိရင်တော့နောက်ချန်တိုက်စစ်မှုပေါ့ဗျအလွယ်တကူပြောမယ်ဆိုတော့နောက်ချန်တိုက်စစ်မှုနေရာ attack game တွေ free နေရာလိုနေရာမျိုးမှာတော့၃နိုင်တယ်တောင်ပံကစားသမားဖြစ်လဲ၃နိုင်တယ်ပေါ့နော်စသဖြင့်ဒါပေမဲ့နောက်တစ်ခုတက်ရှိတာပါလဲဆို Refo အသင်းမှာသူကစားခဲ့တဲ့ခြေစွမ်းတွေကကျွန်တော်တို့ဒီဂါနာချိုတို့အာမတ်ဒီယာတို့လို့ဇက်ဇီတို့လို့ကစားသမားမျိုးတွေကို အရန်ခုံပို့ပစ်လိုက်ဖို့အတွက်ထိုက်တန်ရဲ့လားဒီတစ်ခုကိုလည်းဒါကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်စဉ်းစားရမယ်အံပွေပွေပဲဗျာအသက်က25နှစ်ဆိုတော့အနာဂတ်မှာတော့သူနောက်တန်းတနည်းနည်းအတွင်းမှာတော့အများကြီးပိုကောင်းလာနိုင်တယ်လို့တော့ဒါကျွန်တော်မျှော်လင့်နိုင်တယ် Bravo နဲ့စာချုပ်တက်တန်ကလည်းနောက်ဆုံးနှစ်ကိုရောက်နေပြီဆိုပေမဲ့ Bravo ဘက်ကလည်းအခုချိန်မှာသိရမလားတန်း60လောက်အလိုရှိနေတယ်အဲ့လောက်တော့မတန်ဘူးလို့တော့ဒါကျွန်တော်တို့ထင်တာပဲ အလဲလက်တန်းကစားသမားတယောက်ကိုအလောက်ပေးပြီးခေါ်သိမ်းရလားဆိုတော့လေဒါကျွန်တော်တို့ United ဘုတ်ဖွဲ့ဝင်နေစဉ်းစားရမယ့်ကိစ္စပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကတခါကြတော့လေဗျအလဲလက်တန်းကစားသမားမှုလို့ United အသင်းမှာမအောင်မြင်နိုင်ဘူးမထွန်းတောက်နိုင်ဘူးလို့လည်းတတ်မှတ်လို့မရနိုင်ဘူးဘာဖြစ်လို့ဆိုဘောလုံးကြီးအလုံးမြင်တယ်ဆိုတော့အဲ့အဲ့ဒါဘာလို့ကြောင့်ကျွန်တော်ပြောလဲဆိုတော့အရှင်းမှာဆိုလို့ရှိရင်လည်း Ashley Young Valencia Pagisan Fletcher နောက်ဆုံးကျွန်တော်တို့ရင်ဝင်ကနေထွက်သွားခဲ့ပြီးတော့တခြားရင်ဝင်မှာတောက်ပနေတဲ့ မက်ထော်မင်နေဒီကစားသမားတွေအားလုံးကဘလို့အလဲလဲအဆင်မဲ့ဒါပေမဲ့သူတို့ရဲ့အသင်းပေါ်ပေးဆက်လို့တဲ့စိတ်ကြောင့်လားသူတို့ကအောင်မြင်မှုရခဲ့တာပေါ့နော်ဆိုတော့အန်ဝေမိုကရောအဲ့လိုကစားသမားတွေတဲကတူးဖြစ်လာမှာလား United မှ United ဖြစ်နေတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ကျွန်တော်တော့နည်းနည်းလေးစိတ်ဝင်စားရတယ်ဗျာ Bruno Fernandes ဘာလုပ်မှာလဲ ပြီးတော့နောက်တဲ့ကျွန်တော်တို့ United fan တွေကြားရမှာအလှုပ်ခတ်ဆုံးနောက်တဲ့သတင်းတစ်ခုကတော့ Bruno Fernandes ကိစ္စ။နောက်ရာသီမှာ Bruno Fernandes က United အသင်းမှာဆက်ရှိနေဦးမှာလားမရှိတော့ဘူးလားဒီမေးခွန်းကကျွန်တော်တို့ United fan တွေအကုန်လုံးတို့ကဒါစိတ်မအေးစရာသတင်းတစ်ပုဒ်တော့ဖြစ်နေရဲ့ဗျာ။စိတ်ဝင်စားဖို့လည်းကောင်းနေရဲ့ပေါ့။အခုလက်ရှိချိန်မှာ Saudi club ဗျာဒီ Elia က Fernandes အတွက်ပြောင်းရွှေ့ခြင်းတန်းတရာနဲ့ကမ်းလှမ်းထားတယ်လို့သတင်းထွက်နေတယ်။ဘယ်လိုတန်းတရာနော်အသက်30ကစားသမားအတွက် ဆိုတော့ဒါမှမဟုတ်တခုရှိတာ United အသင်းရောဒီ Al Hilal အသင်းရောကတော့တရားဝင်ဝင်မခံသေးဘူးဒါမှမဟုတ်ဝင်မခံသေးဘူးဆိုပေမဲ့လည်းအဲ့တဲ့ရင်အသေးစားတလောက်ဖြစ်နေလောလောဆယ်မှာလည်း Bruno Fernandes ကိုတိုင်ကအပြောင်းအရွှေ့ကိစ္စအတွက်သူ့ရဲ့မိသားစုနဲ့သူ့ရဲ့ family နဲ့တိုင်ပင်ဆွေးနွေးနေရဲဆိုတဲ့သတင်းတွေကလည်းထပ်ထွက်လာဆိုတော့ခုနအရှိမကျွန်တော်ပြောခဲ့သလိုပဲအသက်30ရွယ်ကစားသမားတယောက်အတွက်ပြောင်းရွှေ့ခြေတန်းတရာဆိုတာကတော့ United အတွက်မတ်လောက်စရာပမာဏ ဒါပေမဲ့ကျွန်တော်တို့ Bruno Fernandes ရဲ့လက်ရှိရနေတဲ့ United သင်းမှာရနေတဲ့လာစာပေါက်နှစ်သိန်းခွဲကိုဒီ Elia သင်းက၃ဆတိုးပေးမယ်လို့ကမ်းလှမ်းတာတယ်၃ဆနော်ပေါက်9သိန်းခွဲရမှာ Bro တပတ်ကိုကျွတ်စင်အဲ့ဘာလို့ तू ကဟိုကျွန်တော်ဗျာ Saudi Club တွေကတို့ကရှင်းတယ်ဗျာတို့ရဲ့ league ကိုတို့ကဒါ Bro လည်းသိမှာပါတို့ကလူသိများအောင်တို့သိရမလားဟို image တစ်ခုဖြစ်နေအောင် brand တစ်ခုဖြစ်နေအောင်တို့ အရှိရာဒီတုန်းကဆိုလို့ရှိရင်ကျွန်တော်ခရစ်စတီယာနိုရော်နယ်ဒိုခေါ်လိုက်တယ်ခရစ်စတီယာနိုရော်နယ်ဒိုကဒါပေမဲ့ဒီနှစ်ကုံမှာနားမလာမသိဘူးဒါပေမဲ့ကျွန်တော်မသေးချာလို့နော်ဆိုတော့ခရစ်စတီယာနိုရော်နယ်ဒိုကနားသွားခဲ့ရင်သူတို့ရဲ့ဒီလီရဲ့ image ကစားသမားမရှိတော့အဲ့ဒီအတွက်သူတို့ကဘရူနိုဖာနန်ဒက်စ်ကိုလိုက်နေတာဆိုတော့လာတာပေါင်9သိန်းခွဲလဲသူကပေးမှာပဲသိရမလားဆိုတော့ဘရူနိုဖာနန်ဒက်စ်ကခုနကပြောသလိုပဲသူစဉ်းစားမှလေအသက်30ဖြစ်ပြီး United တဲ့မှာသူကစားခဲ့တယ် အောင်မြင်မှုကြီးကြီးမားမားစုဖလားကြီးမားမားဘာရခဲ့လို့လဲသဘောတခုကသူ့အတွက်ကျွန်တော်နှမျောကြောင်းကျွန်တော်အရှိတင်းတော့တင်ပါလဲကျွန်တော်ခဏခဏပြောပါတယ်သဘောတခုက Bruno Fernandes နဲ့ United ရဲ့စာချုပ်ကတော့2029မှာကုန်မှာဆိုတော့ Bruno Fernandes ကိုသာထုတ်ရောင်းပြီးငွေရှာမယ်ဆိုလို့ရှိရင်တော့ဒီအချိန်ကအသင့်တော်ဆုံးပဲကျွန်တော်အဲ့လိုပဲတွက်ရမှာပဲဒါပေမဲ့စီးပွားရေးရဆိုလို့ရှိရင်တော့ဗျာကျွန်တော် Bruno Fernandes ရဲ့အပြောင်းရွှေ့ရာကျွန်တော်နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်တယ်ဆိုပေမဲ့လည်းအသင်းရဲ့ခြေစွမ်းပိုင်းပေါ်တော့ တေကြပေါက်ရိုက်ခတ်လာမှာပဲဒီကစားသမားနေရာမှာကျွန်တော်တို့ပြန်ပြီးအစားထိုးမဲ့ကစားသမားတယောက်ကိုတော့ကျွန်တော်တို့သူထွက်သွားသွားခြင်းကျွန်တော်တို့ပြန်ရနိုင်ဖို့တော့မသေးကြဘူးလွယ်လဲမလွယ်ဘူး market ထဲမှာလက်ရှိအခြေအနေကဘရူနိုဖာနက်စ်နေရာကိုဘယ်သူနဲ့အစားထိုးမှာလဲဆိုတာလေကျွန်တော်တေချာပေါက်ဖြေရှာရမယ်ဒါပြဿနာတစ်ခုဖြစ်လာလိမ့်မယ်မေးခွန်းတစ်ခုဖြစ်လာလိမ့်မယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့ the legends ကစားသမားဟောင်းပေါ့နော်ပေါ့စကိုပြောထားတာတကူကတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။သူကတော့ဘာပြောထားလဲဆိုတော့ Bruno Fernandes ရဲ့ Rashford ရဲ့ Antonio Sancho ရဲ့ပေါ့နော်စသဖြင့် အသင်းအတွက်မလိုအပ်တဲ့ကစားသမားတွေအကုန်လုံးကိုရောင်းထုတ်လိုက်ပါတဲ့အဲပြီးလို့ရှိရင်အဲ့ဒီကရတဲ့ဝင်ငွေတွေနဲ့အသင်းကိုတစ်ကနေပြန်တိဆောက်ပါတဲ့ဗျာပြောထားတယ်သူကနော်ဆိုတော့ကျွန်တော်ကတိဆောက်ရပါအောင်လေညာနေပြီဗျာတည်ရမလားဆိုတော့တခုတော့ရှိတယ်ရေတို့အတွက်မကြည့်ဘဲနဲ့ရေရှည်အတွက်ကြည့်ပြီးတော့ဗျာအနာဂတ်စီမံကိန်းတိတိချာချာချပြီးတော့တိဆောက်တင်တယ်လို့တော့ဒါသူကထပ်ပြီးတော့ဖြစ်ဆွတ်ပြီးတော့ပြောခဲ့တယ်ဆိုတော့ ဘယ်လိုလုပ်လဲဘရူနိုဖာနန်ဒက်စ်တကယ်ပဲထွက်သွားမှာလားသူ့နေရာကိုဘယ်သူကပြန်ပြီးတော့ဖြည့်မှာလဲဘယ်ကစားသမားနေကိုပြန်ပြီးအစားထိုးမှာလဲဘရူနိုဖာနန်ဒက်စ်ကထွက်သွားခဲ့ရင်ကိုညာရောဘရူနိုဖာနန်ဒက်စ်နေရာကိုဖြည့်ကစားနိုင်မဲ့ကစားသမားလားပြဿနာကြီးအများကြီးပဲအခုချိန်ထိဆိုတော့ကျွန်တော်တို့ကသာ United fan တွေကသာကျွန်တော်တို့ကနောက်ရာသီမှာမျောလင့်နေတာကျွန်တော်ကတော့ဒီလိုသတင်းတွေတွေ့နေရင်ကျွန်တော်က မမျော်လင့်ရဲဘူး United တင်းကိုနောက်ရသေးလဲပြီးတော့အခုတော့ဟိုပြောမယ်ဆိုရင်သူတို့ရောင်းထုတ်မဲ့ကစားသမားတွေလည်းများတဲ့ခါကျတော့ဒီ Crystal Palace တိုက်စစ်ပုံမှာ data ကိုလည်း line နေရဆိုပြီးတော့တင်းနေထွက်လာပြန်ပြီဒီနေ့ခုနကပဲဆိုတော့ Matita ကတော့ကျွန်တော်ဟိုးရင်တင်းတော့တင်တယ်မှာတည်းကကျွန်တော်ပြောတယ်ဒါကျွန်တော်ဖြည့်ဆွက်ပြီးပြောပါတော့เนาะကျွန်တော်အရင်ကြိုက်တယ် Crystal Palace အသင်းနဲ့ကျွန်တော်တို့ United နဲ့တွေ့တိုင်း United ကိုဒုက္ခပေးနေရအဲ့ Matita ပဲရှေ့တန်းမှာတကယ်ကိုတိုက်စစ်မှုစစ်စစ် traditional striker ်သိရမလားအယမ်းမိုက်တယ်လက်ရှိအချိန်မှာ market ထဲမှာသူ့ရဲ့အသက်အရွယ်ရကျွန်တော်ထင်တဲ့အသက်က29 28ဝန်းကျင်မှာရှိမှာ29လားမသိဘူးအဲကျွန်တော်နည်းနည်းပူချင်တစ်နှစ်ပဲဗျာကျွန်တော်အမှတ်မှားလို့ရှင်29ဝန်းကျင်မှာအခု bro ဒီအချိန်ကသူ့ကိုအခေါ်တင်ဆုံးအချိန်ပဲဆိုတော့ခုနပြောသလိုဘယ်ကစားသမားတွေကထွက်သွားပြီးတော့ဘယ်ကစားသမားတွေဝင်လာမလဲဆိုတော့လေဒါကျွန်တော်တို့ရဲ့ United fan တွေကအခုအချိန်မှာတော့ရင်ခုန်စွာနဲ့သတင်းတက်လာတိုင်းသိရမှာကျွန်တော်တို့မှာဟိုလျှောက်ဖက်ဒီလျှောက်ဖက်လုံနေရအောင်ပေါ့နော်ကဲဆိုတော့ကျွန်တော် ဒီနေ့တင်းတော်လေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်ကျွန်တော်တို့နောက်ထပ် United တင်းတော်တွေမှာပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျာအခုပြောမယ်နော် United fan တွေနောက်ရသေးလဲအရင်မမျှော်လင့်တာလေဆိုတော့ကျွန်တော်တို့နောက်ထပ်တင်းတော်မှာပြန်တွေ့ချင်ပါတယ်ဗျာကျွန်တော်ကတော့ VDS Sport က United fan တက်စံပါ